ဟော်လန်ကဟိုတရင်းတွေတောင်းကြီးတွေအတွက်ဟောကြပေးမှာပါ။ဟော်လန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီမှာပေးရင်မေးမြန်းချင်တာတွေအစီအရာတွေပြုလုပ်ချင်တာတွေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39 26343193 26333133အဲ့ဒီဖုန်းနံပါတ်ရဲ့ Viber ကနေပြီးတော့ဆက်သွယ်မေးမြန်းဆုံးမနိုင်ပါလေအဲ့တော့တင်းငွေသွားမိရဲ့ကံညီမကိုစတင်ပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါရဲ့ဗျာ တနင်္လာတောင်းပြီးနေတဲ့ဒီဘက်ကကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကအမ်ပါရာတို့ကလည်းနမိတ်ကပြကြီးစိုးနေပါတယ်ဒီနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာတောင်းပြီးနေတဲ့ဒီကာလာထဲမှာကိုကလှုပ်ချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေအရင်အားထည်ပြီးလှုပ်ဆောင်တာမျိုးကိုသတိပြုဖို့လိုအပ်တယ်။ဘာကြောင့်အားထည်ပြီးလှုပ်ဆောင်တာကိုသတိပြုဖို့လိုအပ်တယ်ဆိုရင်ကိုကလှုပ်တော့လှုပ်တာကိုရည်ရချက်ကိုအမြင်နဲ့လုပ်ပြင်မယ်။ကိုနီးနားမှာရှိတဲ့သူတွေကကိုကိုအရင်အောင်တင်းကျပ်လွန်းတယ်။လုပ်ငန်းထဲမှာလူကြီးတွေဆိုရင်လည်းအဲ့ဒီလိုသဘောမျိုး လူကြီးတွေမဟုတ်မိသားစုထဲမှာဆိုလည်းအဲ့ဒီအတိုင်းပဲကိုယ်တဏှာရဲ့ပေါင်းစုညီဆဲမှာဆိုလည်းအဲ့လိုပဲလုပ်ငန်းပတ်သနာတွေနဲ့ဆိုလည်းအဲ့ဒီအတိုင်းပဲအဓိကကကိုယ်ကိုအရန်ကိုတင်းကျပ်လွန်းတဲ့စီကားနဲ့အရန်ကိုထုတ်လွန်းတဲ့အရန်ကိုပြောဆိုတာခက်တယ်အဲ့လိုမျိုးအမြင်ဆောင်တွေတယ်အဲ့တော့ဒီကာလာထဲမှာတနင်္ဂနွေသားမျိုးရဲ့အနေနဲ့စီးပွားရေးနဲ့ပတ်သက်ရင်ရက်လက်ကောင်းနေရမယ့်ကာလဖြစ်ထွန်းမဲ့ကာလလို့ပြောလို့ရတယ်ဒါပေမဲ့အစောကပြောသူကိုယ်အနီးနားလူတွေရဲ့အမြင်ဆောင်ခြင်းမျိုးတွေတော့ခံရတတ်တယ်အဲ့ဒါကိုသတိပြုဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ လုံဆောင်တဲ့အပိုင်းတွေကိုဆော့ချနိုင်ဖို့လိုအပ်တယ်။ပြီးတော့တရင်းရီသားသမီးဝန်ထမ်းတွေအခြေခံလူမ်းစားတွေဆိုရင်ဒီတစ်ပတ်တာကာလတွေမှာငွေတွေဝင်ဖို့ရှိတယ်။ငွေဝင်ဖို့ရှိတယ်ဆိုတော့ပုံမှန်ဝင်တဲ့ဝင်ရင်းမျိုးမဟုတ်ဘဲနဲ့ဝင်တာမျိုးတွေအဲ့ဒါမျိုးတွေဝင်ဖို့ရှိတဲ့ကာလကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်လည်းဒီကာလတွေမှာအကျိုးမြတ်ကြီးမမာတွေရတတ်တယ်။အဲ့ဒီအကျိုးမြတ်ကကိုမနှော်လင့်ထားတဲ့နေရာအနေနဲ့ရရှိရရလက်မျိုးတွေဖြစ်ဖို့ရှိပါတယ်။ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံရတဲ့သူတွေဆိုရင်ဒီဘက်တာကလာတဲ့မှာနိုင်ငံခြားခီးတဲ့ပတ်သက်ရင်မဖြစ်မှတ်ထားပဲနဲ့ ိုကကြာမယ်ထင်တဲ့အရာကိုခက်မြန်မြန်သွားပြရတာမျိုးတွေဖြစ်ဖို့ရှိတယ်။တင်းစကားတွေဟိုမကြားလောက်သေးဘူးထင်တဲ့အရာကိုထကြရတာမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလမမျောလင်းမဲ့အစဉ်ပြေမဲ့ကာလပါနော်။ပြီးတော့အတက်ခဲအနောက်ရှက်နဲ့ပတ်သက်ရင်တင်းငွေသားသမီးတွေနဲ့ဒီကာလထဲမှာကိုယ့်ကိုမလိုတာမျိုးအစိုးရရှေ့မှာပြောခဲ့သလိုအမြင်ဆောင်တွေတက်တဲ့ကာလဖြစ်တဲ့အတွက်အဲ့ဒါကိုဒီလိုလိုတဲ့ကိုအနည်းငယ်မှာကိုယ့်ကိုအဲ့ဒီလိုမလိုတဲ့သူမျိုးတွေရှိနေတတ်တယ် ပြီးတော့တရင်းငွေသားမိရဲ့အနေနဲ့ငွေချင်းနဲ့ပတ်သက်ပြီးဆွန်သားလုတ်ကင်မယ်ဆိုရင်ရာခိုင်နှုန်း80လောက်ထိကောင်းတယ်ဒီကာလ80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးတော့လုတ်ဆောင်လို့တည်ပါတယ်ကျမ်းမာရင်နဲ့ပတ်သက်ရင်တော့အာယုံကျဲနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကျူးဆက်ပေးဖို့လိုအပ်ပါတယ်ငွေရသူတရင်းငွေသားမိရဲ့အနေနဲ့ကတော့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလပျော်ရှင်ရမယ့်ကာလပျော်စရာတွေနဲ့ပဲပြည့်နှက်နေတာမျိုးလုတ်စရာတွေကိုလည်းမိရော့နေတတ်တဲ့ကာလဒီကလာထဲမှာရှင်းစရာလင်းစရာတွေကလုံးဝမရှိဘဲနဲ့ပြောင်းလဲတယောက်ကြာမှာလုံးဝကြီးအဆင်ပြေနေတဲ့ပျော်ရွှင်နေရလိမ့်မယ် ဒါပေမဲ့လုံးဝမရှိတာမဟုတ်ရှင်းရလေးရှိနေတယ်အဲ့ရှင်းရတွေကအပျော်ပြီးကမှရှင်းရတာလို့ဖြစ်ဖို့ရှိပါတယ်ပြီးတော့အိမ်အောင်တဲ့တနင်္ဂနွေသားသမီးတွေနဲ့ဒီဘက်တာကာလာတွေမှာအိမ်အောင်ဘက်နဲ့ကိုယ်နဲ့ကြမှာအပေးယူနားလည်မှုတွေအရန်ကိုမျှတနိုင်မဲ့ကာလာပြောရှင်ရမယ့်ကာလာလို့ပြောလို့ရပါတယ်ထီထုံးမယ်ဆိုရင်တော့ကိုယ်နဲ့လေးကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့မနက်စောစောကိုယ့်ရဲ့အိမ်ပြာမှာဖျားဆုံးတော့ကတ်လို့ပေးပါဘာပဲဖြစ်ဖြစ်ကတ်လို့ရတယ်အဓိကကမနက်စောစောလေးကတ်လို့ပေးနော်6နာရီဝင်းနေတော့အဲ့ဒီတော့မှာ ိုယ့်ရဲ့အိမ်ပြာမှာဘုရားသခင်ကိုကတ်လို့ပြလိုက်ပါအဲ့ဒီလိုပြောလိုက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတင်းမွေသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာတင်းနာသားသမီးတွေအတွက်ကံညီမကိုစတင်ပြီးဟောကြားပေးတော့မှာဖြစ်ပါတယ်တင်းနာသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာကြီးဆုံးနေတဲ့အာယုံနမိတ်ကဗျာက Jasmine လို့ခေါ်တဲ့နမိတ်ကဗျာကြီးဆုံးနေပါတယ်ဒီနမိတ်ကဗျာကြီးဆုံးနေတာဖြစ်တဲ့အတွက်တင်းနာသားသမီးတွေနဲ့ဒီကာလာထဲမှာ ကိုအရင်ကရည်ရွယ်တဲ့ခဲ့တဲ့အရာတွေကိုဖြစ်ချင်းခဲ့တဲ့အရာတွေပြည့်ဝတဲ့ကာလဒီကာလထဲမှာကိုကကြံစီစိတ်ကူးထားတာမျိုးရှိရဆိုရင်တော့မှဒီအဲ့ဒီအကြံစီတွေအထမြောက်ဖို့အခွင့်အမ်းတွေလမ်းကြောင်းတွေပေါ်လာဖို့ရှိတဲ့ကာလလို့ပြောလို့ရပါတယ်ပြီးတော့တင်းလာသားမျိုးဝန်ထမ်းတွေအခြေခံလူန်းစားတွေအနေနဲ့ဒီလိုပဲတာကာလထဲမှာလုပ်ငန်းဝင်ထဲမှာထိမှတ်ထားပဲနဲ့ယာဒူတိုးတာမျိုးမထိမှတ်ထားပဲနဲ့ဝင်ငွေပိုင်းဆိုင်ရာမှာတိုးတက်တာမျိုးတွေဖြစ်ဖို့ရှိသလို ကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာအရင်ကကိုတော်ဝင်ထမ်းကြောင်ချင်တဲ့အရာမျိုးတွေအဲ့ဒါမျိုးတွေကိုလက်ခံအရှိတတ်တဲ့ကာလပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့နေရာသူတွေဆိုရင်လည်းအတိတ်နဲ့ဆက်ဆက်တဲ့နေရာကနေပြီးတော့ငွေကြေးကျွတ်တဲ့ရာဘောရှိတယ်ပြီးတော့ကာလရှည်ကြာရင်းနှီးမြှုပ်နှံထားတဲ့အရာတွေကနေပြီးတော့အကျိုးမြတ်ကြီးမမတွေပေါ်ပေါလာဖို့ရှိတဲ့ကာလဖြစ်ပါတယ်။နိုင်ငံရေးစားတော့မယ်လို့ကြံထားတဲ့သူတွေဆိုရင်ဒီကာလထဲမှာအများဆုံးပေါ်ဆောင်တင်တဲ့ကိုကိုကိုကြီးမဲ့မိတ်ဆွေပေါင်းတွေ တွေ့ကြုံရဖို့ရှိတယ်အဲ့ဒီတွေ့ရမဲ့မိတ်ဆွေကောင်းတွေကနာမည်မှာဗုဒ္ဓဟူးကျတာပေးပါတယ်သူမျိုးတွေဖြစ်ဖို့ရှိပါတယ်ပြီးတော့တင်းလာသားမီးတွေရဲ့အနေနဲ့ဒီလိုတာကာလာတွေမှာအတိုက်ခိုက်အနောက်ရှိကင်းနေမဲ့ကာလာလို့ပြောလို့ရပါတယ်ကိုယ့်ကိုမလိုတဲ့သူတဲ့ဆိုင်လိုတဲ့သူတွေညားနေမဲ့ကာလာပါပဲငွေကြီးနဲ့ပတ်သက်ပြီးစွန်စားလုပ်ပယ်နေတဲ့သူတွေဆိုရင်တော့ယာဂိုင်တော့70တော့ဒီကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်လို့တင့်တဲ့ကာလဖြစ်ပါတယ်။ကျမ်းမာရင်လည်းပတ်သက်ရင်တော့အေးအေးနီးတဲ့ဝေဒနာလေးတွေကူးဆက်ပေးဖို့လိုအပ်ပါတယ်။နေရွယ်သူတင်းလာသားသမီးတွေအနေနဲ့ ဒီဘက်ကကာလာဒီမှာကိုချစ်နဲ့ကိုနဲ့ချာမှာဘာဖြစ်လို့ဖြစ်နေမှမသိဘဲနဲ့တရားနဲ့တရားကိုဆက်ဆံရေးပိုင်းဒီမှာဝေးကွာသလိုခံစားရတဲ့ကာလဖြစ်ပါတယ်။အဓိကကတရားနဲ့တရားတေးစကြအဲ့ဒါကိုဆင်းမို့လို့ပါတယ်။မဆင်းမို့ပဲနဲ့ဒီကနေ့ကြော်ရလို့ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ပြီးတော့အိမ်ကောင်းတဲ့တဏ္ဍာသမီးတွေဆိုရင်ဒီဘက်ကကာလာထဲမှာအရန်ကိုလွတ်လပ်ပေါ်ပါနေလိမ့်မယ်။တရားနဲ့တရားလုံးချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေကိုပေါ်ဆောင်ဖို့အတွက်အရန်ကိုခြေလှမ်းနေရပေါ်ပါတက်လက်နေဖို့ရှိပါတယ်။တရားနဲ့တရားအစဉ်ပြေနေမဲ့ကာလာပါပဲအိမ်ကောင်းရင်းမှာ ထိထိုးမယ်ဆိုရင်တော့တုံညရဲ့တည့်ရဲ့ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့ခရီးတစ်ခုသွားပေးပါအဲ့ဒီခရီးကအဓိကဘာသာရေးနဲ့သက်ဆိုင်တဲ့ခရီးမျိုးတွေကိုသွားပေးပါအဲ့ဒီလိုပြုလုပ်မယ်ဆိုရင်ကိုစီကိုကောင်းသောကံတရားရတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္လာသောက်မိတွေအတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသောက်မိတွေဒီဘက်လာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကကြကလာပါလို့ခေါ်နမိတ်ကကြကြီးစိုးနေပါတယ်ဒီနမိတ်ကကြကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသောက်မိတွေဒီကာလာထဲမှာ ိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေမှာဆုံးဖြတ်ချက်တွေကဝေဝါးနေတတ်တယ်။ဘာလို့လုံးလုံးမှမသိကိုကိုယ်တိုင်အောင်ပဲကိုရကျင်တဲ့အရာလက်ပိုင်းတွေကိုဘာဖြစ်ချင်နေလဲဘာလုပ်ချင်နေဆိုတဲ့ဟာကိုကိုယ်တိုင်မတဲပွဲတာမျိုးတွေဖြစ်နေတတ်ပါတယ်။ပြီးတော့အင်္ဂါသံပြီးဝန်ထမ်းတွေအခြေခံလမ်းစာတွေဆိုရင်ဒီတစ်ပတ်တာကာလာထဲမှာလုပ်ငန်းဝန်ထမ်းမှာရွေးချယ်ခံရတဲ့ပြဿနာမျိုးရွေးချယ်ခံရတဲ့ဆိုတာကကိုကပုံမှန်အဖြစ်ကဒီနေရာဒီရာသူဒီရပိုင်ခွင့်အဲ့ဒီဟာကိုကိုရရမှာ ဒါပေမဲ့ကို့အပြင်နောက်တစ်ယောက်နဲ့အတူကိုကနှစ်ယောက်ရွေးခံရတာမျိုးတွေအဲ့ဒီအတွက်မတရားဥဒ္ဒေလိုမျိုးခံစားမှုတွေဖြစ်တတ်တယ်ဖြစ်ရတတ်တယ်။ဒါကြောင့်လဲဆိုရင်ပုံမှန်အဖြစ်ကကိုနဲ့ပဲတက်ဆိုင်တဲ့အရာကိုပဲလှုပ်ဆောင်မဲ့အရာအဲ့ဒါကိုနောက်တစ်ယောက်ကိုပါဆွဲထည့်ပြီးတော့နှစ်ယောက်ရွေးချယ်ခံရတာမျိုးတွေကကို့အတွက်မတရားတယ်လို့မျိုးခံစားတတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူမျိုးတွေဆိုရင်တော့ဒီကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအဆုံးရှယ်ယာတွေပါဝင်မဲ့သူမျိုးတွေ ိုနဲ့အတူတွဲဖက်ပြီးလှုပ်ဆောင်ဖို့တွေကံနိုင်ခြင်းတွေခံရတဲ့အဲ့ဒီလိုမျိုးလာကံနိုင်ရင်လှုပ်ဆောင်တင်လာဆိုလှုပ်ဆောင်တင်တဲ့ကာလပါပဲလက်ခံတင်တဲ့ကာလပါပဲပြီးတော့နိုင်ငံရှားသွားမယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီကာလထဲမှာနိုင်ငံရှားနဲ့ပတ်သက်ရင်ကိုသွားမယ့်နိုင်ငံကိုရောက်တဲ့နေရာအဲ့ဒီအပိုင်းမှာတော့မမျောလင့်ထားလောက်အောင်အစီအပြေဖို့ရှိတယ်ချုံးမွနေဖို့ရှိတယ်ဒါပေမဲ့မထွက်ခင်မသွားခင်ဒီကြားကာလထဲမှာတော့စိတ်ပင်ပန်းစရာကိစ္စလေးတွေပေါ်ပေါက်ဖို့ရှိပါတယ် ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့ဆိုသူတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းတွေမှာရာဂိုင်းနှုန်း65လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်အရင်ကြီးအားထည့်ပြီးလုတ်လို့မတင်သလိုမိမိအနေနဲ့ငွေကြေးကိုယူမမဲ့လုတ်ဆောင်တာမျိုးတွေကိုတော့လုံးဝရှောင်ရှားတင်တဲ့ကာလလည်းဖြစ်ပါတယ်။တက်ကြရင်နောက်ချက်မရှိတဲ့ကာလပါပဲ။ကျမ်းမာရင်နဲ့ပတ်သက်ရင်တော့ဒီကာလထဲမှာအင်္ဂါသာသမီတွေနဲ့လေနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကိုယူဆိုင်ပေးဖို့လိုအပ်ပါတယ်။ နေရသူအင်္ဂါကောင်းကြီးတွေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကာလမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာဆက်ဆံရေးတွေတိုးတက်ပြီးတော့ပြောင်းလဲသွားဖို့ရှိတယ်။အဲ့ဒီပြောင်းလဲတဲ့ဆက်ဆံရေးပိုင်းတွေကအရင်နဲ့မတူတဲ့ရလာပိုင်းတွေပြောင်းသွားဖို့ရှိပါတယ်။အဒီရောကအကောင်းရလာပိုင်းတွေပြောင်းသွားမှာပါ။အိမ်ကောင်းတွေအင်္ဂါသမီးတွေဆိုရင်ဒီဘက်ကကာလာထဲမှာမထင်မှတ်ထားပဲနဲ့အိမ်ကောင်းရေးမှာပြဿနာပေါ်ပေါက်တတ်တယ်။အဲ့ဒီပြဿနာကကြောက်တယောက်စကားများတာကနေအစကြည့်တဲ့ပြဿနာတွေဖြစ်တတ်ပါတယ်။အဲ့တော့စကားအပြောဆိုပိုင်းမှာသတိပြုစီရင်ဖို့လိုပါတယ်။ ထိထုံးမယ်ဆိုရင်တော့အင်္ဂါသားမီးနေနဲ့၈နဲ့၅ကိုပေါအောင်ထုတ်ပေးပါရေရရာအနေနဲ့ကတော့ည၉နာရီဝင်းကျင်ပေါ့အဓိကတော့အချိန်အားဖြင့်ဆိုရင်ည၉နာရီဝင်းကျင်အဲ့ဒီလိုအချိန်မျိုးမှာလောကဝိဓုဆိုတဲ့ဂုံတော်ကိုပရိစိတ်ပေးပါလောကဝိဓု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 ဆိုတော့ပရိတပတ်စိတ်ပေးပါအဲ့လိုပြုရမယ်ဆိုရင်ကိုယ်စီကို ကောင်းသောကံကြရတာရရှိစေမှာဖြစ်ပါတယ်ဗျအခုဟောကြားပေးတော့တာကအင်္ဂါသာသမိတွေအတွက်ဖြစ်ပါတယ်ဗျ အခုအကြပြင်မှာကဗုဒ္ဓဟူးသတိတွေအတွက်ဖြစ်ပါတယ်။ online စီစဉ်နေမစတဲ့ခင်မှာကျွန်တော်ဒီမှာဗီဒီယိုမင်းနိုင်ကျင်တာတွေအစီအစဉ်ပြုလုပ်ကျင်တာတွေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39 263 4033ဆိုတဲ့ဖုန်းနံပါတ်ရဲ့ဘိုင်းဝါမှာလာရောက်ဆက်သွယ်မေးမြန်းဆုံးနိုင်ပါတယ်။ဒါဗုဒ္ဓဥဒ္ဒမီရဲ့အတွက်ဟောတန်းစီစဉ်ကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်။ဗုဒ္ဓဥဒ္ဒမီရဲ့အနေနဲ့ဒီဘက်ကကာလာထဲမှာကြီးစိုးနေတဲ့အာယောနမိတ်ကတ္တာကအမ်ပါရာလို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ်။ဒီနမိတ်ကတ္တာကြီးစိုးနေတာဖြစ်တဲ့အတွက်ဗုဒ္ဓဥဒ္ဒမီရဲ့ဒီကာလဟာ အရန်ကိုပြန်ကောင်းမှုကိုရရှိတဲ့ကာလကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်ခွင့်ရတဲ့ကာလဒါပေမဲ့တခုရှိတာကသတိပြုရမှာကဖြစ်ချင်တဲ့အရာတွေဖြစ်ဖို့ရှိတယ်လို့အရင်ကိုတိဆောက်ထားတဲ့အရာတွေကိုလည်းထိန်းချောင်းမှုလိုရတဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာကိုလက်ရှိရပြီးသားကိုဖြစ်ပြီးသားအခြေအနေတွေကိုမထိန်းချောင်းမဲနဲ့ရှေ့ထပ်ဖြစ်ချင်တဲ့အရာတွေပဲအာရုံစက်လိုက်တာမျိုးဆိုရင်ဒီလက်ရှိဖြစ်ပြီးသားနေရာတွေမှာဟာတာမျိုးတွေ တခြားအရာတွေရိုးပေါက်တွေဖြစ်သွားတတ်ပါတယ်အဲ့ဒါကိုလည်းသတိပြုဖို့လိုအပ်ပါတယ်ပြီးတော့ဗိုလ်ရုံးသားမျိုးဝန်ထမ်းတွေအခြေခံလွှဲစားတဲ့အနေနဲ့ဒီကာလာထဲမှာမထိမှတ်ထားပါနဲ့ငွေချင်းငါကိစ္စတွေပြဿနာပေါ်ပေါက်တတ်တယ်လူတို့ဆိုတာထက်အလွယ်တကူချင်းငါလိုက်တဲ့အရာကိုအကြောင်းပြုပြီးတော့ပြဿနာဖြစ်တတ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ငန်းရဲ့သူတွေအနေနဲ့လည်းချင်းငါချင်းကိုအကြောင်းပြုတဲ့ပြဿနာပေါ်ပေါက်တတ်တယ်လို့မိမိရဲ့သဘောထားတင်းမာမှုကိုအကြောင်းပြုပြီးတော့လုပ်ငန်းဘက်တွေလုပ်ငန်းပေါ်တွေနဲ့အနေနဲ့ကြောက်ကစားဖြစ်ဖို့ရှိပါတယ် ိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေဆိုရင်တော့မူဝါဒပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ညီစွမ်းတာမျိုးမူဝါဒပိုင်းဆိုင်ရာတွေမှာကိုယ်အနေနဲ့စားရစားရမပြည့်စုံတာမျိုးလိုအပ်ချက်ဖြစ်တာမျိုးတွေကြောင်းကြံ့ကြာနှောင့်နှေးဖို့ရှိပါတယ်။အဲဒါကြဲအနောက်ရှေ့အနေနဲ့ဆိုရင်ကိုယ့်ကိုမလိုတဲ့သူမျိုးတွေရှိနေတတ်တယ်။အဲ့ဒီမလိုတဲ့သူတွေကအဓိကကိုယ့်ရဲ့ယင်းရဲ့သူမျိုးတွေအနည်းငယ်ရှိတဲ့သူမျိုးတွေပဲဖြစ်နေတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကံတဲ့သူတွေဆိုရင်တော့ဒီတစ်ပတ်တာကာလထဲမှာရာခိုင်နှုန်း85%ကြီးကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်လို့တင်တဲ့ကာလဖြစ်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ခါနာတဲ့ဝေဒနာလေးကိုစိုက်ပြီးကိုလိုအပ်ပါတယ်။မြေရသူဗုဒ္ဓဟူးသားသမီးတွေအနေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကလာကကိုချစ်သူနဲ့ကိုနဲ့အကြောင်းအရာမမေရမရှိပဲစိတ်တွေဝေဝါးနေတတ်တဲ့စိတ်တွေလေးနေတတ်တဲ့ပြန်လေးပြောင်းဟိုမခေါ်ခြင်းမပြောခြင်းစကားမပြောခြင်းအဲ့ဒီလိုအခြေအနေမျိုးတွေနဲ့ကြုံရဖို့ရှိပါတယ်။အိမ်ောင်တဲ့ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့တို့လည်းလည်းပေါ်ပေါ်ပါနဲ့ခီးတွေသွားဖြစ်တတ်တယ်ပြန်လဲတရားဆက်ဆိုင်ရဲ့ဘက်မှာလုံးဝကိုလေးနေတဲ့ဆိုင်ပေါ်ပါနေတဲ့ဆက်ဆိုင်မျိုးတွေဖြစ်ဖို့ရှိပါတယ်ဒီလိုမယ်ဆိုရင်တော့ ဘူရိုးတောင်းနည်းနဲ့၄နဲ့၃ညကိုပေါအောင်ထိုးပေးပါရေရာအနေနဲ့နှက်လွတ်ပေးတာမျိုးမျက်စာကြည့်တာမျိုးပြုလုပ်ပြီးတော့မိမိရဲ့လူရင်းစနားတွေကိုလေးလေးနက်နက်တောင်းဆိုပြုလို့တာဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဘူရိုးတောင်းနည်းရဲ့အတွက်ဖြစ်ပါတယ်ဗျာကျော်ရလေးတောင်းနည်းရဲ့အတွက်ကံမှာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်ကျော်ရလေးတောင်းနည်းရဲ့အနေနဲ့ဒီဘက်ကလာတဲ့မှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တာပေါ့လို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ် ဒီနမိတ်ကတည်းကကြီးစိုးနေတာဖြစ်တဲ့ကြာလာပိတ်သားသမီးတွေအဓိကလာတဲ့မှာလုပ်ငန်းတိုင်ငန်းတွေကိုဦးစားပေးအာယုံဆက်တာတဲ့ခါရင်ဒီကရာဘာလို့အာယုံစိုက်တင်လဲဆိုရင်ဘာသာရေးကိုပို့ပြီးအာယုံစိုက်တင်ပါတယ်ဘာသာရေးကိုအာယုံစိုက်ခြင်းကြောင့်ကိုယ့်ရဲ့လုပ်ငန်းတွေကောင်းသွားတာမျိုးကိုယ့်ရဲ့လူမှုရေးအတိုက်ခိုက်အိမ်ဆောင်ရေးအခြေအားလုံးဟာပြန်ကောင်းခြင်းကိုပူးတွဲပြီးရရှိတာမျိုးတွေဖြစ်ပေါ်ရှိပါတယ်။ဒါပေမဲ့ကိုအဓိကအာယုံစိုက်ရမယ့်အရာကအလုပ်လည်းမဟုတ်ဘူးအခြေအိမ်ဆောင်ရေးလူမှုရေးလည်းမဟုတ်ဘူး။အဓိကကဘာသာရေး ဘာသာရေးကိုအာရုံစိုက်ထားရုံနဲ့တခြားအရာတွေမှာပြောင်းလဲမှုကိုရရှိမှာဖြစ်ပါတယ်။ပြီးတော့ကြော်တော်ဘေးတောင်းကြီးဝန်ထမ်းတွေအခြေခံလူဝန်းကားတွေနဲ့ဒီကလာထဲမှာဆရာသမားဟောင်းတွေနဲ့ပြန်လဲဆောင်ပြရတတ်တယ်။သူတို့တွေစီကလည်းအခွင့်အမ်းတွေပါလာတတ်တယ်။ပြီးတော့ကိုယ်ဝန်လုပ်ငန်းလုပ်ပြန်နေတဲ့သူတွေဆိုရင်ဒီကလာထဲမှာလုပ်ငန်းထဲမှာကိုယ့်ရဲ့တပည့်အရင်းချာတယောက်တည်းမဟုတ်တဲ့နှစ်ယောက်ကြောင့်အနေနဲ့စိတ်ပင်မရတဲ့စိတ်တော့ကရောအဖို့ရှိပါတယ်။နိုင်ငံခြားတောင်းတယ်လို့ကြံရတဲ့သူတွေဆိုတော့ဒီကလာထဲမှာနိုင်ငံခြားခင်းနဲ့ပတ်သက်ရင် မိဘတွေရဲ့တာမြင်မှုကြောင့်နှောင့်နှေးကြံ့ကြာတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။အဲဒါကြဲအနောက်ဆက်နဲ့ပတ်သက်ရင်တော့ဒီကာလာထဲမှာနာမည်မှာဗုဒ္ဓဟူပါတဲ့သူမျိုးဗုဒ္ဓဟူသာသမီမျိုးတွေကိုကြီးဆိုင်ပြီးကိုလိုအပ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလောက်ကိုင်နေတဲ့ဂျာတာဘေးသာသမီတွေဆိုရင်တော့ယာကန်တော့50 50ပဲဖြစ်တဲ့အတွက်ဒီကာလာထဲမှာအရင်အားထက်လုံဆောင်တာမျိုးတွေကိုလက်လုံချေလုံလုံဆောင်တာမျိုးတွေကိုလုံးဝရှောင်ရှားသင့်ပါတယ်။ကျမိုင်းနဲ့ပတ်သက်ရင်တော့ဂျာတာဘေးသာသမီရဲ့အနေနဲ့ကောင်းကြိုက်တာမျိုးတွေ လက်တွေထုံချင်ကြိုက်ခဲ့တာတွေအားလေးတွေကူးဆိုင်ပြီးကိုလိုအပ်ပါတယ်နေရသူကြပါပေးသားသမီးတွေအနေနဲ့အခြေအနေပတ်သက်ရင်စိတ်မပျော်တဲ့ကာလကိုချစ်သူရဲ့ကိုဘောဆက်ဆံတာတွေပြုမှုတာတွေအဲ့ဒါတွေကိုရင်ထဲမှာဝမ်းနဲ့နာကျင်စွမ်းနဲ့ဖျက်ဆီးတတ်တဲ့ကာလဖြစ်ပါတယ်အိမ်ကောင်းပဲကြပါပေးသားသမီးတွေအနေနဲ့ကတော့ဒီကာလထဲမှာအတိတ်ကကိုအိမ်ကောင်းပဲကိုဘောကောင်းတာတွေဆိုးတာတွေကိုပြန်ပြီးစဉ်းစားမိတတ်တယ်ကောင်းတာတွေမှာဝမ်းသာပြီးတော့ဆိုးတာတွေမှာဝမ်းနေရတတ်တဲ့ကာလဖြစ်ပါတယ်အကြောင်းတခြားကြီးမှမတော့မရှိပါဘူး ဖြိုးမယ်ဆိုရင်တော့ကျက်ကလေးသားသမီးရဲ့1နဲ့9ကိုပေါင်ထွေးပါရေဒီယာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ဖျားမှာ9ဟင်းသို့မဟုတ်9ကျော်နဲ့ဖျားကိုဆွတော့ကက်လုပ်ပေးပါအဲ့ဒီလိုပြုရမယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကျက်ကလေးသားသမီးရဲ့အတွက်ဖြစ်ပါတယ်ဗျာတောက်ကြသားသမီးရဲ့ဒီတစ်ပတ်တာကာလတွေမှာရှိဆုံးနေတဲ့အာယုံနမိတ်ကြတာကတဝေါ်လို့ခေါ်တဲ့နမိတ်ကြတာကြီးဆုံးနေပါတယ်တဝေါ်လို့ခေါ်တဲ့နမိတ်ကြတာကြီးဆုံးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးရဲ့ဒီကာလတွေမှာ ကိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေကိုလုပ်ခွင့်ရဖို့ရှိတဲ့ကာလဒီကာလထဲမှာမိမိကဘာကိုဖြစ်ချင်လဲအဲ့ဖြစ်ချင်တဲ့အရာတွေကိုကိုကဖြစ်ဖို့အတွက်ပုံမှန်လေးလှုပ်ဆောင်နေဖို့ပဲအဲ့လိုလှုပ်ဆောင်လိုက်ရုံနဲ့ပြေးဝမယ်ရရှိဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့တောက်ကြသောမိဝင်နှန်းနေအခြေခံလူဝန်သားတွေနဲ့ဒီကာလထဲမှာယာတုတက်တာမျိုးတွေဝင်ငွေတိတတာတိုးတာမျိုးတွေကဒီလိုကာလမှာဖြစ်ဖို့ရှိပါတယ်ကိုဘယ်နှမလုပ်ကန်နေတဲ့သူတွေဆိုရင်လည်းမထင်မှတ်ထားတဲ့ဘဲနဲ့ငွေကြီးတွေအရန်ကိုဝင်လာလိမ့်မယ် အကျိုးမြတ်တွေကြီးမားမားတွေရလိမ့်မယ်လုပ်ငန်းပိုင်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရဖို့ရှိပါတယ်ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံရတဲ့သူတွေဆိုရင်ဒီလိုကာလာထဲမှာအများဆုံးပေါ်ဆောင်တင့်တယ်လို့ပြောပေါ်ဆောင်ထားပြီးစောင့်ဆိုင်းနေတဲ့သူတွေဆိုရင်ဒီကာလာထဲမှာဒိန်းကောင်းတွေကြားဖို့ရှိပါတယ်ပြီးတော့တောက်ကြသားသမီးတွေရဲ့အနေနဲ့ဒီကာလာအတိုက်အခိုက်အနောက်ရှက်မရှိဘဲနဲ့ကင်းရှင်းနေမဲ့ကာလာဖြစ်တယ်လို့ငွေကြေးပိုင်ဆိုင်ရာနဲ့ပတ်သက်ပြီးစွန်သားလောက်ပိုင်မယ်ဆိုရင်လည်းဒီလိုကာလာထဲမှာရာခိုင်နှုန်း80%ထိကောင်းတဲ့ကာလာဖြစ်တဲ့အတွက်အားထည့်ပြီးလှုပ်ဆောင်လို့တင်တဲ့ကာလာလည်းဖြစ်ပါတယ် ီးတော့တောက်ကြသားသမီးတွေရဲ့အနေနဲ့ဒီကာလာထဲမှာကျန်းမာရေးနဲ့ပတ်သက်ရင်သတိပြုရမယ့်ကိစ္စကစီးနဲ့ပတ်သက်တဲ့ဟာမျိုးတွေကိစ္စပြုလို့လိုအပ်ပါတယ်။မေရီသူတောက်ကြသားသမီးတွေအနေနဲ့အခြေအနေပတ်သက်ရင်ဒီရဘတာကာလာထဲမှာကိုယ့်ဖြစ်နေတဲ့ကိုယ်နဲ့အနှဲငယ်အဖုထည့်အတက်ကလေးဖြစ်ဖို့ရှိတယ်။အဓိကခီးသွားတာမျိုးတွေရှောင်ရှားတင်တယ်ခီးသွားရင်တက်တနာပေါ်ပေါက်တက်လို့ပါပဲ။ တော့အိမ်အောင်တဲ့တောက်ကြသားမိတွေဆိုရင်ဒီတစ်ပတ်တာကာလာထဲမှာအိမ်အောင်ဘက်နဲ့ကိုနဲ့ရှားမှာအပေးယူတွေညှက်တာနေမဲ့နားလည်မှုကြီးမမတီဆောက်ဖြစ်လိမ့်မယ်တရားတရားစိတ်ချမ်းသာပျော်ရှင်နေရမယ့်ကာလာပဲဖြစ်ပါတယ်ဖြီးလို့မယ်ဆိုရင်တော့ခွန်ရဲ့တည့်ရဲ့ပေါအောင်ထိုးရပါရေရရအနေနဲ့ကလမ်းပေါ်မှာတောင်းရနေတဲ့သူတို့ကိုအာလူကျော်ကျွေးမွေးဌာနပြုပြီးတော့မိမိရဲ့လုပ်ရင်းဌာနတွေကိုဒီပြင်းနဲ့တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ကြာအခုအကြပေးတော့တာက တောက်ကြသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာကိုရောကြပြင်ပါကစနေသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဟောဆန်းစီစဉ်လေးမစတင်ခင်မှာကျွန်တော်ဒီမှာပေးနေမြင်ရချင်တာတွေအစီအရေတွေအပြုလုပ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်3926 34လုံး133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Fiber မှာလာရောက်ဆက်သွယ်မြင်ရဆုံးနိုင်ပါတယ်အဲတော့စနေသားသမီးတွေရဲ့ကံကြမ္မာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်စနေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တာက Judgment နဲ့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ် ဒီနမိတ်ကပြကြီးဆိုးနေတာဖြစ်တဲ့အတွက်စနေသားသမီးတွေနဲ့ဒီကာလာထဲမှာကံကောင်းလားကံဆိုးလားဆိုကံကောင်းတယ်ဆိုတဲ့တလုံးနဲ့ပြောစရာရှိပါတယ်အဓိကကဘလို့အရာဒီမှာကံကောင်းမှလဲဆိုရင်ကိုဖြစ်ချင်တဲ့အရာတွေကိုပုံဖော်ချင်တဲ့အရာတွေကိုရင်ကတွေးခဲ့မှုတဲ့အရာတွေအဲ့ဒါတွေကိုပြန်လဲပုံဖော်ဖြစ်တာမျိုးပြီးတော့ဒီကာလာကဂမ်ဘီယာဆန်ဆန်ကာလာလို့ပြောလို့ရတယ်ကိုအနေနဲ့ရရှိတဲ့ငွေကြေးဝင်တာမျိုးဆိုရင်လည်းအဲ့လိုမျိုးကမ်ဘီယာဆန်ဆန်ဝင်တဲ့ငွေကြေးမျိုးတွေဝင်တတ်တယ်ပြီးတော့ အဲ့ဒီလိုလုပ်ငန်းမျိုးတွေနဲ့ဆက်ဆက်တဲ့သူမျိုးတွေနေနဲ့ပို့ပြီးတော့တည်တလားကောင်းကျိုးရရှိဖို့ရှိပါတယ်။ကောင်းကင်ရဲ့နတ်ဖရားတွေကကြီးစုဆောက်ရှောက်ခြင်းခံရတယ်ဆိုတဲ့နမိတ်ကတ်မျိုးပါပဲ။ပြီးတော့စနေသားမီဝန်ထမ်းတွေအခြေခံလူလန်းစားတွေဆိုရင်ဒီကလာတဲ့မှာကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာအထက်လူကြီးတွေအရင်ဆရာသမားဟောင်းတွေရဲ့ချိတ်ဆက်မှုတွေသူတို့နဲ့ပြန်လဲစုံစည်းတာမျိုးတွေနဲ့အခွင့်အလမ်းတွေရရှိဖို့ရှိတယ်လို့သူတို့တွေကြောင့်လည်းပျော်ရွှင်ရဖို့ရှိပါတယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလာထဲမှာ ရဝင်းနဲ့ဆိုင်တဲ့နေရာမျိုးတွေနေမှာကိုယ့်ရဲ့လုပ်ငန်းထူထောင်တာမျိုးတွေနိုင်ငံရေးရှာမှထူထောင်တာတွေအဲ့လိုအဝင်းနဲ့ဆိုင်တဲ့နေရာကနေအကျိုးရလက်တွေတည်သလားတိုးတက်လာဖို့ရှိတယ်ရရှိဖို့ရှိပါတယ်နိုင်ငံရေးရှာသွားမယ်လို့ကြံရတဲ့သူတွေအနေနဲ့သတင်းစကားကောင်းတွေကြားဖို့ရှိတယ်လို့နိုင်ငံရေးရှာကိုသွားတာမျိုးတွေလက်တီကလာတယ်မှာဖြစ်ဖို့ရှိပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ငန်းတွေနဲ့သူတွေဆိုရင်တော့ယာကိုင်တော့85လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်ဆောင်လို့တင်ပါတယ်။ကျမိုင်းနဲ့ပတ်သက်ရင်တော့ဒီကာလထဲမှာ ကောင်းမှုတာမျိုး ကိုကောင်ကောင်းတဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကျူးဆက်ပြီးကိုလိုအပ်ပါတယ်။ငယ်ရွယ်သူစနေသားသမီးတွေအနေနဲ့အခြေအနေပတ်သက်ရင်ဒီကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာဆက်ဆံရေးတွေဟာပျော်ရွှင်စရာဆက်ဆံရေးတွေငွေကြေးရတဲ့ဘိုင်းတွေတည်သာရရှိဖို့ရှိတယ်လို့အဓိကကပျော်ရွှင်နေရဖို့ရှိတဲ့ကာလဖြစ်ပါတယ်။အိမ်အောင်တဲ့စနေသားသမီးတွေအနေနဲ့လည်းအိမ်အောင်ပဲရဲ့ငွေကြေးရရှိတာကိုအကြောင်းပြုပြီးတော့ပျော်ရွှင်ရဖို့ရှိပါတယ်။ဖြည့်ဆုံးမယ်ဆိုရင်တော့၃နဲ့၃ညကိုပေါင်းထုတ်ပေးပါ။ရေရာအနေနဲ့ကတော့အိမ်အတက်စင်း တေကားနေရာဒါမှမဟုတ်အိမ်အဝင်ဝလိုနေရာမျိုးမှာစားရည်ပတ်ဖြန်းပေးပါစားရည်ဆိုတာရေကြေးလေးတဲကိုစားလေးနဲ့နဲ့ထည့်ပြီးတော့ဖြော်ပြီးတော့အဲ့ဒီရေကိုလိုက်ပြီးတော့တောက်ပြီးတော့ပတ်ဖြန်းပေးတာမျိုးပါအဲ့လိုပြုလုပ်ရမယ်ဆိုရင်ကိုယ့်စီရောကောင်းသောကံတရားတွေဒါရရှိတင်မှာဖြစ်ပါတယ်ဗျအခုဟောကြားပေးသွားတာကစနေသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာ